စကိုင်းတိုင်းကမ်လူမျိုးနယ်ဇီးကုံမျိုးမှရစကန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့စဉ်ကဖမ်းမိခဲ့တဲ့စစ်ကော်မရှင်လောက်ခံရတက်သားတူရဲ့ဇနီးတဲ့ကိုဝင်ဆောင်မျိုးသမီးကိုကောင်းမွန်စွာ မွေးဖွားပြီးစောင့်ရှောက်ပေးထားတယ်လို့သိရပါဗျ။ရတက်သားနဲ့အတူဖမ်းမိခဲ့တဲ့ဇနီးတဲ့ကိုဝင်ဆောင်မျိုးသမီးမှာမနေ့ကစက်တင်ဘာ24ရက်နေ့ညနေ6:18နာရီမိနစ်အချိန်မှာတားယောက်ျားလေးကိုကောင်းမွန်စွာမွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။ဇီးကုံတိုက်ပွဲကဖမ်းမိတဲ့ရတက်သားရဲ့ကိုဝင်ဆောင်မျိုးသမီးကို မနေ့ညနေ6:18မိနစ်မှာချောချောမွေ့မွေ့မွေးဖွားပေးနိုင်ခဲ့ပါသည်လို့ကမ်းမလူခရိုင်ပကဖလှူရှားတက်ဒုတက်ရင်းမူဘိုးပိုင်ချဲက၎င်းရဲ့လူမှုကွန်ရက်မှာဖြန့်ဝေထားပါရယ်ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နေ့ကဇီကုံမြို့မှာရဲစခန်းကိုကမ်းမလူခရိုင်ပကဖအဖွဲ့ကဥဆောင်ပြီးဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်ကောင်မရှင်ဘက်က6ဦးသေဆုံးပြီး17ဦးဖမ်းဆီးရမိခဲ့ပါရယ်ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးရမှာကိုဝင်ဆောင်မျိုးသမီးငယ်ပါဝင်နေတာကြောင့်တော်လိုက်တပ်ဖွဲ့တွေက အဲ့ဒီကိုဝင်ဆောင်တဲ့ကိုကုညီပေးခဲ့တဲ့အတွက်ပြည်သူတွေကအတိမတ်ပြုခုံယူခဲ့ကြပါတယ်တိုင်ပွဲဖြစ်ပွားခြင်းကဖမ်းမိတဲ့တပ်ဖွဲ့ဝင်နဲ့မိသားစုဝင်၁၁ဦးကိုကောင်းမွန်စွာဆောင်ရှောက်ပေးထားတယ်လို့ကမ်ဘလူးမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းထုတ်ပြန်ထားပါတယ်